်ဒီပြည်ပန်းသင်နေဒီစုံမှာရှိနေပါတယ်ဟိုလေရတော့တော့ဝါခါအနည်းဆုံးမှာဒီပြည်ပန်းကသင်နဲ့အနည်းဆုံးမှာရှိနေတယ်အနည်းဆုံးမှာဒီပြည်ပန်းရှိနေအခုဆက်ပြန့်ဖြန့်ဖြစ်ပွားမှုတွေကိုထိန်းချုပ်နေရန်ဆောင်ရွက်တော်မယ့်ခြေလုံငန်းစဉ်တွေကိုရက်တရာ6လအတွင်းနဲ့7လအတွင်းစီမံချက်များရေးဆွဲပြီးတော့ဆောင်ရွက်တည်ရှိပါတယ်ဈေးနှုန်းကြီးမြင့်ပြီး အရေးသွေးမြင်မာတဲ့ကာဝယ်ဆေးဖိုးပေးမဲ့လုပ်ငန်းစဉ်မှာအချိန်ရေအတွက်များလာတာကိုကြောက်ရွံ့မနေပဲအခွင့်အရေးတရအဖြစ်နဲ့ပူးပေါင်းပါဝင်ကြဖို့ကျမရေးဝန်ကြီးဌာနကပြောဆိုလိုက်ပါတယ်။ခလေးတိုင်းကိုမွေးကင်းစာမှာတစ်ကြိမ်၊နှစ်လမှာတစ်ကြိမ်၊လေးလနဲ့၆လမှာတစ်ကြိမ်၊၉လနဲ့၁၈လတွေမှာပုံမှန်ကာဝယ်ဆေးဖိုးရမှာဖြစ်ပြီးနှစ်လ၊လေးလ၊၆လအချိန်တွေမှာတော့ PCV ဆေးပါပေါင်းပြီးထိုးပေးသွားမယ်လို့ဒေါက်တာထထလင်းကပြောပါတယ်။ ဒီဇူလိုင်လကနေစပြီးတော့ပေါ့နော်ကာကွယ်ဆေးအစ်စ်တမျိုးပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာထပ်မံပြီးတော့ထည့်သွင်းတော့မှာဖြစ်ပါတယ်။ပြင်းထန်အဆုံရောင်ယောဂပိုကာကွယ်ဆေး PCV လို့ခေါ်ပါတယ်။ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလဆင်ပေါ့နော်တစ်နှစ်ယောက်ကလေးတွေကိုလဆင် ထုံးနှံသွားမဲ့အစီအစဉ်မှာပေါ့နော်ကျမတို့ကနေပြီးတော့မှဒီပြည်သူလူထုကိုကြေကျန်ပြတ်ပြတ်အသိပေးဖို့လိုအပ်ပါတယ်။ဒါကြောင့်သတင်းမီဒီယာတွေရဲ့အကူအညီလိုအပ်တဲ့အတွက်ကြောင့်မလို့ဒီ channel ပေါ်နေတူမျိုးအစဉ်ဖြစ်ပါတယ်ဟုတ်။ဒီကလေးတိုင်းကလေးတိုင်းကလေတနှစ်မှာသူကငွေစားမှာတစ်ခါထိုးခံရမယ်ပေါ့နော်။ပြီးတော့2လ4လ6လနောက်တစ်ခါ6လ17လဆိုတော့ဆ iam မစီကိုအနည်းဆုံးသူက6လသွားရမယ်။ငွေစားမထိုးနိုင်တဲ့ကလေးကတော့2လမှထိုးရဲဆိုတော့အနည်းဆုံး9ချိန်သွားရမှာပေါ့နော်။အဲ့ဒီ9ချိန်မှာသူကဒီ သူ၅ချိန်သွားတဲ့အထဲမှာ၂လ၄လ၆လမှာဒီပြင်းထန်ဆုအောင်ယောဂပိုးကာကွယ်ဆေး PCV ကိုသူထပ်ပြီးရတာပေါ့နော်အဲ့တော့ဇူလိုင်လကစပြီးတော့လဆင်ထိုးနှံပေးသွားမယ်၂လ၄လ၆လရောက်တိုင်းခလီတိုင်းခလီတိုင်းခလီတိုင်းဟာအထူးခံရမှာဖြစ်ပါတယ်ခလီငယ်တွေကိုအရင်ကယောဂကုမျိုးအတွက်ကာကွယ်ဆေးခိုးပေးခဲ့တာဖြစ်ပြီးလာမယ့်ဇူလိုင်လကစလို့အဆုအောင်ယောဂအတွက် PCV ဆေးတစ်မျိုးထပ်တူလာတာလည်းဖြစ်ပါတယ် ဒီအားလုံးပေါ့ကျွန်တော်တို့ဒီစတင်ပြီးတော့58တရက်ဆက်ပြီးတော့ဒီကောက်ပစီတို့လုပ်ငန်းကိုစတင်ပြီးတော့နိုင်ငံမှာဆောင်ရွက်ခဲ့တာအားလုံးပေါ့ဒီဇူလိုင်မှာတိုင်ငင်ဒီဆိုဒီယောဂ6မျိုးကိုကျွန်တော်ကောက်ဝယ်နိုင်ပြီးဖြစ်ပါတယ်ကလေးတွေကိုကောက်ဝယ်စေးထိုးနိုင်ပြီးဖြစ်ပါတယ်အခုဒီဇူလိုင်မှာ PCB ထည့်လိုက်တာအားလုံးပေါ့10မျိုးပေါ့အဲကျွန်တော်ဒါဆောင်ရွက်နိုင်ပြီးဖြစ်ပါတယ်ဒါတော့ဒီမြို့ကြီးလေးမှာပေါ့ဒီဈေးုံကြီးလေးမှာကလေးစေးထိုးနေတာကလေးစေးရန်ကုန်ဆွေးလက်တာကလေးစေးတွေမှာဒါကောက်ဝယ်စေးတို့ဒါစုရလေးတွေရှိပါတယ်ဒါပုံမှန်နဲ့တို့ထိုးပြီးတော့ဒါအပြင်မှာ ီမြို့နယ်တိုင်းပေါ့နော်တိုင်းနဲ့တိုင်းဒေသကြီးပြည်နယ်ရှိတဲ့မြို့နယ်တိုင်းမှာကျွန်တော်ဒီခြေလက်ကျမရဲ့ဌာနခွဲတွေနော်ခြေလက်ကျမရဲ့ဌာနတွေနော်ဒီကျမရဲ့ဌာနတွေမှာကျွန်တော်စီတုစုရပေါ့နော်ဒီဌာနခွဲမရှိတဲ့နေရာမှာရွာတွေမှာလည်းကျွန်တော်တို့ကစီတုစုရတွေထားပြီးတော့များသောအားဖြင့်တော့လားစင်လားစင်ရပထမအပတ်ဒီမှာကျွန်တော်တို့တာကပစီတုလုပ်ငန်းကိုတာပါဆရာမတွေနဲ့ပူးဆောင်ဆောင်ရွက်နေပါတယ်အဲ့တော့ဒီလိုနေရာတွေကိုသွားပြီးတော့ဟိုကာဝစီထုံးနံမှုတက်ဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါဆရာဟိုမြန်မာနိုင်ငံက ငါးနှစ်အောင်ကလေးတသိန်းမှာအယောက်တရာကနေ300အထိပြင်းထန်ဆုတ်ရောင်ယောဂါကြောင့်တေဆုံနေရတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကခန့်မှန်းထားတာပါပြင်းထန်ဆုတ်ရောင်ယောဂါပိုးကာကွယ်ဆေး PCV ကိုတကားဗီဗက်ဆင်း Alliance ကကူညီပံ့ပိုးပေးတာဖြစ်ပြီးအစိုးရက American Dollar တန်းကျော်ကုန်ကြခံခဲ့တာလည်းဖြစ်ပါတယ်